စင်ပေါ်မှာဖျော်ဖြေရင်းနဲ့လူတယောက်ရဲ့ရိုင်းပြတဲ့အပြုမှုကိုတိတိငြိမ်ငြိမ်နဲ့တုတ်ပြန်ခဲ့တဲ့ဇမင်းသားအောင်စဘူး ပေးသမျှလုံးမဲမင်္ဂလာပါ။ Bami's Daily News ကနေကြိုဆိုလိုက်ပါတယ်။ဒီနှစ်တည်းအတော်အတွင်းမှာအောင်စဖူကနမဲကြီးလာခဲ့ပြီးပွဲရီမှာဇက်တိုက်ကလာခဲ့ရရှင်။အောင်စဖူဟာဖိုးချီရဲ့အဖွဲ့မှာမင်းသားဖြည့်ကပ်ပြီးမှကိုပိုင်ဇက်တပင်ကိုတီထောင်တာပေါ့။အနွေပညာတက္ကသိုလ်ကိုတက်ရောက်ထားတဲ့အောင်စဖူကပညာကတော့မနေပါပါဘူးရှင်။အသက်ငယ်ငယ်လေးနဲ့အောင်မြင်လာခဲ့တဲ့အောင်စဖူကမင်းကလေးတွေကြားထဲမှာတော့ရေပန်းစားပါတယ်။အောင်စဖူဟာရွှေပြည်သားမှတောင်းရောက်ဖြောပြင်းနေရင်းနဲ့လူတယောက်ရဲ့ရိုင်းပြားတဲ့အပြုမှုတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ အောင်စပူတို့အဖွဲကစင်ပေါ်မှာပြဆက်ကနေတုံးမှာမတ်စတက်ထားတဲ့လူတစ်ယောက်ကစင်ပေါ်ကိုတက်လာခဲ့တဲ့ရှင်အရင်လူကစင်ပေါ်မှာပြဆက်ကနေတဲ့သူတွေကိုငွေသားစုချဖို့အတွက်ရောက်လာတာဖြစ်ပေမဲ့လည်းသူရဲ့အဖြစ်မှုကတော့ရိုင်းပြနေတာပါငွေသားစုချတာမှန်ပေမဲ့လည်းလူရှင်တော်တွေကိုခြေထောက်နဲ့ကန်ပြီးမှစုငွေကိုပေးတာပါ အောင်စပူကိုလည်းခြေထောက်နဲ့ကန်ပြီးမှဆုငေကိုပေးလိုက်တယ်ရှင်။ပြားဆက်ကနေရင်းနဲ့ခြေထောက်နဲ့အကန့်ခံရတာကြောင့်အောင်စပူကတော့အန်အောသွားပြီမယ်ဒီလူကိုဘာမှပြန်မလုပ်ခဲ့ပါဘူး။သူဆုပေးတဲ့ငွေကိုလည်းလက်မခံခဲ့သလုံးကောင်းကောင်းမွန်မွန်ပဲညင်းလိုက်ပါတယ်။ခြေထောက်နဲ့ကန်ပြီးမှဆုပေးတာကတော့အရန်ရိုင်းပြတဲ့အပြုတ်မှုဖြစ်ပြီးအောင်စပူကိုအားပေးနေသူတွေရှေ့မှာအဆက်ခွဲသွားခဲ့တာပေါ့။တိခန့်စိတ်ထားတတ်တဲ့အောင်စပူကဘာမှပြန်မလုပ်ပြီမယ်။သူ့နေရာမှာအခြားဇမင်းသားသာဆိုရင်တော့တိမခံပဲပြဿနာတက်သွားနိုင်ပါသေးတယ်။အောင်စပူအပြင်အခြားလူရှင်တော်တွေကိုလည်းခြေ ောင်းနဲ့ကန်ပြီးမှဆုပေးတာကတပင်းတရေကိုစော်ကားမော်ကလုတာဖြစ်သွားခဲ့ပါတယ်။ရိုင်းပြားတဲ့သူတယောက်ကိုတတိငင်ငင်ပဲဖြေရှင်းလိုက်တဲ့အောင်စပိုကတော့ပရိသတ်တွေအရင်ကထက်တောင်တိုးသွားခဲ့တာပေါ့။ဒီလိုအချိန်မှာစိတ်ခံစားချက်ကိုမထိန်းနိုင်ပဲတုတ်ပြန်မိရင်အောင်စပိုကထမှန်နမယ်ပြတ်ရအောင်မှဖြစ်ပါတယ်။ဘာမှမတုတ်ပြန်လိုက်ပေမဲ့လည်းအောင်စပိုကတော့မျက်နှာမသားမရဖြစ်သွားခဲ့ပြီးသူ့ကိုအားပေးနေသူတွေကဘာမှမဖြစ်ဘူးလို့အော်ပေးနေကြပါတယ်။တချို့ကလည်းဒီအဖြစ်ပြက်ကနမယ်ကြီးချင်လို့တမင်ဇက်တိုက်ထားလို့ပြောကြရရှင်။တကယ်တော့ဇက်တိုက်ထားတာမဟုတ်ဘဲငွေ ွေသားစုချရတဲ့အမျိုးသားကမူးနေကြတာပါအခြားအစိုးရတွေကိုစုချရတဲ့အခါမှာလဲငွေသားတွေကိုတရွက်ချင်းစီပေးတာကြောင့်တချင်းဆိုတဲ့အခါမှာလဲစိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့ပါသေးတယ် အောင်စဖို့ကိုလည်းမလေးမဆလုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ဒီလိုပဲအဆက်ရသွားခဲ့တာပေါ့သူရဲ့မျက်နှာကိုမသိစေချင်လို့မျက်နှာကိုမတ်စတာထားခဲ့ပြီးအောင်စဖို့ကတော့ခွန့်လို့ပေးလိုက်တဲ့ရှင်တပင်းတရီကိုခြေထောက်နဲ့ကန်ပြီးမှစုချလဲရပါတယ်ဆိုတဲ့အတွေ့အမျိုးနဲ့ရိုင်းရိုင်းပြပြပြုမှုသွားတဲ့ဒီအမျိုးသားကိုတော့အေးအေးယူတဲ့လို့ပြောနေကြပါတယ်တိခန့်စိန်မွေးရဲ့အောင်စဖို့ကတော့အရင်ကထက်အားပေးမှုတွေကိုပိုရနေပါပြီ သူကအလျှောက်ခွဲချင်လို့လာပေမဲ့အရင်ကထက်တောင်ချစ်ခင်သူတွေကပေါ်မြလာခဲ့ကအောင်စပူပွဲတွေကိုဇက်တိုက်အားပေးမဲ့သူတွေတောင်ရှိနေတာပါဇက်ကိုတီထောင်ထားတာမကြသေးပေမဲ့အောင်စပူကအရန်အောင်မြင်လာလို့မနာလိုသူတွေကလည်းပေါ်မြရဲ့ရှင်သူကချစ်ခင်တဲ့ပရိသတ်တယောက်ကတိန်း400လုံးကိုစင်ပေါ်မှာလာရောက်ဆုချပေးခဲ့ပေမဲ့မနာလိုသူတွေကတော့စင်ပေါ်ထိတက်ပြီးခြေထောက်နဲ့ကန်သွားခဲ့တာပါနွေပညာလောကရဲ့မှာရက်တီရင်းနဲ့အောင်စပူကိုဖြောက်ွယ်သွားစေခြင်းပေမဲ့လေသူကတော့ထင်ထားတာထက်ပိုအောင်မြင်လာပါတယ်။စင်ပေါ်ထိတက်ပြီးရိုင်းပြနေတဲ့ သူကိုရန်ကိုရန်ချင်းမတုတ်ပြန်မေးအေးစိတ်တည်ငြိမ်စွာဆက်ဆံနိုင်ခဲ့တဲ့အောင်စပူရဲ့စိတ်ထားလေးကိုပရိသတ်တို့ရောသဘောကျရလားရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ